ပါရှင်။ခေတ္တတယ်လီဗီရှင်းချန်နယ်မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ညောင်ကျိုးတိုက်ပွဲတွင်စစ်ကောင်စီ၏လေတပ်ကဘုံမှကျဲချသဖြင့်စစ်သားအများပြားတေဆုံးခဲ့ရပြီးယခုအချိန်ထိတိုက်ပွဲအတွင်တေဆုံးသူစစ်သား120ကျော်ရှိဟုအလင်းဝင်လာသည့်စစ်မှုထမ်းတပ်သားနန်းလင်းသူကပြောဆိုပါရယ်။ ပဲခူးတိုင်းပရောင်းမြို့နယ်ညောင်ကျိုးတိုက်ပွဲသို့ပို့ဆောင်ခဲ့ရသောစစ်မှုထမ်းအပတ်စဉ်6တင်းတန်းစင်တပ်သားတင်နန်းလင်းသူကအုတ်ဖို့ရှိတော်လန်ရေးတပ်ထံသို့အလင်းဝင်ရောက်လာပြီးနောက်၎င်းပါဝင်ခဲ့ရသည့်ညောင်ကျိုးတိုက်ပွဲတွင်စစ်ကောင်စီ၏လက်တပ်ကဘုံမကျဲချသဖြင့်စစ်သားအများပြားတိုက်ဆုံခဲ့ရကြောင်းထုတ်ဖော်ပြောဆိုပါရယ်။ပဲခူးတိုင်းညောင်ကျိုးတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်၏လေရင်များကမှာရင်ပုံကျဲမှုနှင့် AAE တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား120ကျော်တိုက်ဆုံခဲ့ကြောင်းကြန့်ရှိနေသောတပ်သားများအလုံးမှလည်းတပ် က်၍ထွက်ပြေးကြကြောင်းစမူရန်တက်သားတဲ့ကိုနန်းလင်းသူကမှုထွက်ပြေးစဉ်တော်လိုင်းရေးတက်ဖွဲ့များနဲ့ချိတ်ဆက်ကအလင်းဝင်ရောက်နိုင်ခဲ့ကြောင်းသိရပါတယ်။စမူရန်တက်သားတဲ့နန်းလင်းသူသည်2024ခုနှစ်စက်တင်ဘာလ16ရက်နေ့တွင်ဂျိုးပင်ကောင်းမြို့နယ်ရေပြန်စိန်ရိုးကြီးကျွာတွင်အကြမ်းဖက်စစ်တပ်စစ်ကောင်စီ၏ပေါ်တာဆွဲဖမ်းဆီးမှုကိုခံရပြီးခမာရချောင်းတိမ်မြုပ်တက်အတွင်သို့ခေါ်ဆောင်ခံခဲ့ရကြောင်းထိုမှတဆင့်တန်ဖြူစရက်မြို့နယ်ဝဲကလိအမှတ်၄တက်မတော်တမ်းမြစ်လေးကျင်ရေးကျောင်းသို့ ို့ဆောင်ခံခဲ့ရကစစ်မှုထမ်းအပတ်စဉ်6တင်းတန်းတက်ရောက်ခဲ့ရကြောင်းသိရပါတယ်ထို့သောစစ်မှုထမ်းတင်းတန်းတက်ရောက်ပြီးနောက်ပဲခူးတိုင်းကြောက်ကြီးမြို့နယ်နတ်တန်ကွင်းရှီတန်းစခန်းကိုပို့ဆောင်ခံခဲ့ရကြောင်းထို့မှတစဉ်ညောင်တိုးစခန်းကိုပို့ဆောင်ခံရကြောင်းမလ16ရက်နေ့တွင်ကိုနန်းလင်းသူသည်တာယာဝတီခရိုင်တရင်3800နှစ်တက်ခွဲလီမြေအောက်ပျောက် जा တက်ဖွဲအုပ်ဖို့ထံသို့လက်နက်မင်းအလင်းဝင်ရောက်လာခဲ့ပြီးတော်လန်ရေးရဲပေါ်များနဲ့ပူပေါင်းကအကြမ်းဖက်စစ်တပ်ကိုပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသူကထုတ်ဖော်ပြ your သူကရေပြန်စိန်ရိုးကြီးရွာကနေကာမောင်ပြီးရွာအထွက်မှာကားကိုစစ်ခွေးတွေကချော်ဆွဲတော့သူကပါသွားတယ်နောက်တော့လူကိုပါပေါ်တာဆွဲပြီးခမရချောက်တိမ်မြုပ်ကိုပို့လိုက်တယ်အဲကနေဝဲကလေးမှာစစ်တင်နန်း၃လတက်ပြီးနတ်တန်ကွင်းကရှည်တန်းကိုတန်းပို့တော့နတ်တန်ကွင်းကရှည်တန်းမှာထွက်ပြေးဖို့လှုပ်တာမိုင်းကွင်းတွေကြောင့်အစင်မပြေလို့ထွက်မပြေးခဲ့ရဘူးနတ်တန်ကွင်းကရခိုင်ကိုသွားရမယ်ဆိုပြီးညွန်ကြားလာလို့တောင်ကူတက်မှာလက်နက်ခဲယမ်းတွေဖြည့်ဖို့လှုပ်တော့ထွက်ပြေးတာတာယာဝတီမီးနှင်းချောင်းကိမှာပြန်ဖမ်းခံရပြီးပြည်သူစစ်တပ် က်မှာအချုပ်ချခံရတယ်။စစ်ခွေးတွေကအချုပ်ကနေပြန်လွတ်ပြီးညောင်ကျိုးကိုထပ်ပိုးတယ်။ညောင်ကျိုးတိုက်ပွဲမှာအေအေတိုက်လို့တည်တာထက်လီတက်ကဘုံမာကျဲလို့တည်တာပိုများတယ်လို့ပြောတယ်။စစ်ခွေး120ကျော်လောက်တည်တယ်လို့အလင်းဝင်လာတဲ့ကိုနန်းလင်းသူကပြောတယ်ဟု ပါရဝတီခရိုင် PDF မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်ပြည်သူလူထုကိုနှီးမျိုးစုံဖြင့်ဒုက္ခပေးနေသောအကြမ်းဖက်စစ်ကောင်စီတပ်သားများအပါအဝင်ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုထမ်းနေရသည့်စစ်မှုထမ်းတပ်သားတင်များအနေဖြင့်အမြန်ဆုံးအလင်းဝင်ရောက်ကြရန်နှင့်တော်လရေးတပ်ဖွဲ့တန်းလက်နက်နှင့်အတူအလင်းဝင်ရောက်လာပါကထိုက်ထိုက်တန်တန်ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်းတာယာဝတီခရိုင်တရင်3800နှင့်တက်ခွဲလီမြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ကအတိပေးထုတ်ပြန်ချပါရယ် ဆက်လက်ပြီးထိုင်းနိုင်ငံတွင်ဗီဇာနှင့်နေထိုင်ခွင့်တည်တံ့တူရန်တန်ယုံထောက်ခံစာယူလိုပါကမြန်မာနိုင်ငံမှာရက်ကွက်နှင့်ရက်စခန်းထောက်ခံစာတင်ပြရမည်ဟုချင်းမိုင်စစ်ကောင်စီကောင်စစ်ဝင်ယုံကကြေညာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရရှင်။ ဆက်လက်ပြီးထိုင်းနိုင်ငံတွင်ဗီဇာနှင့်နေထိုင်ခွင့်တက်တန်းတို့ရန်တန်ယုံထောက်ခံစာယူလိုပါကမြန်မာနိုင်ငံမှာရက်ကွက်နှင့်ရဲစခန်းထောက်ခံစာတင်ပြရမည်ဟုချင်းမိုင်စစ်ကောင်စီကောင်စစ်ဝင်ယုံကကြေညာတဲ့ဆိုတဲ့သတင်းနဲ့ထိုင်းနိုင်ငံရောက် CDM ဝန်ထမ်းများနဲ့နိုင်ငံရေးလှုပ်ရှားသူများကိုဥတီပြစ်မှတ်ထားခက်ခဲစေရန်ရည်ရွယ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ထိုင်းနိုင်ငံတွင်နေထိုင်ကြသည့်မြန်မာနိုင်ငံသားများအနေဖြင့်ဗီဇာနှင့်နေထိုင်ခွင့်တက်တန်းတို့ရန်တန်ယုံထောက်ခံစာယူလိုပါကမြန်မာနိုင်ငံမှာရက်ကွက် နဲ့ရဲစခန်းထောက်ခံစာတင်ပြရမည်ဟုချင်းမိုင်ရှိစစ်ကောင်စီကောင်စစ်ဝင်ရုံးကယနေ့ကြေညာပါရယ်။ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်ဗီဇာနှင့်နေထိုင်ခွင့်တက်တန်းတိုးကျရမည်မြန်မာများအနေဖြင့်တန်ယုံဤထောက်ခံချက်ယူလိုပါကမိမိတို့နေထိုင်ရာမြန်မာနိုင်ငံမှာရက်ကွက်နှင့်ရဲစခန်းထောက်ခံစာမိတူကိုရယူရမည်ဖြစ်ကြောင်းထို့ပြင်ထိုင်းနိုင်ငံတွင်လက်ရှိနေထိုင်သည့်လိပ်စာဖော်ပြထားသည့် TM30 မူရင်းကိုပါတင်ပြမှသာလျင်တန်ယုံထောက်ခံချက်ထုတ်ပြီးမည်ဖြစ်ကြောင်းသိရပါတယ်။ချင်းမိုင်ရှိစစ်ကောင်စီကောင်စစ်ဝင်ချုပ်ယုံအနေဖြင့်ခရီးသွားဗီဇာနှင့်ဗီဇာတက်တန်းတို့ထောက်ခံစာမှအပါကြံထောက်ခံစာများကိုလုံဆောင်ပေးမည်မဟုတ်ကြောင်းဆက်လက်ကြေညာထားပါတယ်။ဘန်ကောက်မှာကထိုင်းဘက်ကလက်ခံနေဆိုဘန်ဖွင့်တာတို့ကားလိုင်စင်တို့အတွက်ထောက်ခံစာပေးတယ်ဗျ။ကျန်တဲ့ notary ကိစ္စဘာညာတော့အတူတူပဲ။ဒါပေမဲ့မိတူဘာညာဆိုလေဘန်ကောက်ဆိုအဖြူအမဲလေးရတယ်။တက်တန်းတို့လည်းရက်ကွက်နဲ့ရဲထောက်ခံစာတွေမလိုဘူးဟုဘန်ကောက် ောက်ရှိမြန်မာတန်ယုံနှင့်နီးစပ်သူတို့ကတရင်ဌာနသို့ပြောဆိုပါရယ်အကြမ်းဖက်စစ်တပ်လက်အောက်ခံချင်းမိုင်စစ်ကောင်စီဝင်ရုံးတွင် notary နှင့်တန်ယုံဤထောက်ခံစာအမျိုးမျိုးလျှောက်ထားရာတွင်ထိုင်းနိုင်ငံတွင်ရေရှည်နှစ်ထိုင်ခွင့်ရရှိထားသောမြန်မာနိုင်ငံသားများကိုသာလျှောက်ထားခွင့်ပြုကြောင်း notary အတွက်ဘာသာပြန်စာရွက်မှုရင်းအပြင်ကြံသည့်စာရွက်စာရမ်းများအလုံးအတွက်မိတ္တူများကိုပါရောင်စုံစည်းသားဖြင့်တင်ပြရန်ကြေညာထားပါရယ် ချင်းမိုင်ကောင်စစ်ဝင်ရုံးကတာမန်တန်ယုံထောက်ခံစာများအကျွဲကြာချိန်၃ရက်သတ်မှတ်ထားပြီး notary လက်မှတ်အတွက်မူ၁၄ရက်အထိကြာနိုင်ကြောင်းအဆိုပါကန့်သက်ချက်များကိုမလ၁၉ရက်နေ့မှစတင်လုံဆောင်သွားမည်ဟုအကြမ်းဖက်စစ်တပ်လက်အောက်ခံချင်းမိုင်ရှိမြန်မာကောင်စစ်ဝင်ရုံးကထုတ်ပြန်ကြေညာပါတယ်စစ်ကောင်စီကပို့ပြီးတော့ကြက်လာနေတာနိုင်ငံသားမှနေထိုင်ခွင့်နဲ့ဗီဇာတက်တန်းတို့ကိုရန်ကုန်မှာရှိတဲ့ရက်ကွက်နဲ့ရေစကန်ထောက်ခံစာယူရမယ်ဆိုတော့အဲ့ဒါကတော့နီလန်းလေးအတော်ကိုမမှန်ဘူးစီဒီအန်ဝင်တဲ့နိုင်ငံရေးလှုပ်ရှားသူတွေဆိုရင်ဘလို့လို့ရက်က ွက်နဲ့ရဲစကန်ထောက်ခံစာယူလို့ရမလဲတမင်ကိုရည်ရွယ်ချက်ရှိရှိလုပ်တဲ့သဘောဖြစ်နေတယ်ဟုဘန်ကောက်တွင်နေထိုင်သော CDM အရာရှိတဦးကသုံးသပ်ပြောဆိုပါတယ်ဆက်လက်ပြီးစစ်ကောင်းဆောင်က၎င်း၏လူယုံတော်ဗိုလ်ချုပ်ကျော်ရွှေထွန်းနဲ့ကိုရီးအရာရှိဟောင်းဗိုလ်ချုပ်မိုးမြင့်စွေတို့ကိုဇီယကျော်ထင်ဘွဲ့ပေး၍မြောက်စားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်ရှင်စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်က၎င်း၏လူယုံတော်များဖြစ်သောဗိုလ်ချုပ်ကျော်ရွှေထွန်းနဲ့ကိုရီးအရာရှိဟောင်းဗိုလ်ချုပ်မိုးမြင့်စွေတို့ကို ်စစ်ဖက်ဆိုင်ရာအမှုတန်းကောင်းခြင်းအတွက်ချီးမြှင့်သည့်ဇေယျကျော်ထင်ဖွဲ့ BF ကမြောက်စားခဲ့ကြောင်းသိရပါတယ်စစ်ကောင်းဆောင်သည်ယခုရက်ပိုင်းအတွင်းစစ်ဖက်ဆိုင်ရာအမှုတန်းကောင်းခြင်းအတွက်ဂုံတူးဆောင်ဖွဲ့များဖြစ်သည့်ဇေယျကျော်ထင်ဖွဲ့အပါအဝင်စစ်ဖက်ဆိုင်ရာဘွဲတစိမ့်များကိုနေပြီးတော့တွင် ပေးအပ်ရာအဆိုပါနှစ်ဦးကိုပါထည့်သွင်းပေးခဲ့ခြင်းဖြစ်ပါတယ် အာနာသိမ်းပြီးနောက်စစ်ကောင်းဆောင်၏ယုံကြည်မှုပုံမိုရရှိလာသောထိုနှစ်ဦးအနက်ဗိုလ်ချုပ်ကျော်ရွှေထွန်းသည်လက်ရှိတွင်စီးပွားရေးနှင့်ကုသရေးဝယ်ရေးဒုဝန်ကြီးကျောက်ဖြူအထူးစီးပွားရေးဆောင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌအဖြစ်ခန့်အပ်ခရာကြောင်းသိရပါသည်ထို့ပြင်ဗိုလ်ချုပ်မိုးမြင့်စွေသည်လည်းစစ်ကောင်းဆောင်၏နာမျက်စိကိုတင်စားခံရအောင်ယုံကြည်မှုများရရှိခဲ့ပြီးကိုရေးအရာရှိအဖြစ်မှစစ်ဘက်လက်ထောက်ဖြစ်လာသူဖြစ်ကြောင်းနှီးဆက်သူများထံမှသိရပါသည်ယခုနှစ်ဇန်နဝါရီလရက်လွတ်လပ်ရေးနေ့နဲ့မလ၂ရက်တောင်သူ ူလက်သမားနေလို့တွင်ဂုံတူးဆောင်ဘွဲ့ရရှိသူများအဖြစ်ကြီးညာ၍အမိန့်ထုတ်ပြန်ခဲ့သောဂုံတူးဆောင်ဘွဲ့ရရှိသူများကိုစစ်ကောင်းဆောင်ကပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်တကယ်ကလွတ်လပ်ရေးရွှေရတူ85နှစ်ပြည့်ကပေးရမှခြံခဲ့တယ်မပေးလိုက်ဘူးခုမှပေးတယ်ထင်သလိုလို့စုပေးနေတာမျိုးပါတိတ်တော့ထူးခြားအတိတ်ပဲမရှိပါဘူးဟုမြမအကြီးအငယ်ခတ်သူတဦးကသတင်းဌာနသို့ပြောပါရယ်ထို့သူစစ်ကောင်းဆောင်ပေးအပ်လာသောဂုံတူးဆောင်ဘွဲ့များမှာစီတူဘွဲ့73ဦးသူရဘွဲ့3ဦးဇေ ေယကျော်ထင်းဘွဲ့18ဦး၊ဝနကျော်ထင်းဘွဲ့14ဦး၊အလင်္ကာကျော်စွာဘွဲ့2ဦးနဲ့တိတ်ပံကျော်စွာဘွဲ့2ဦးတို့ဖြစ်ကြောင်းသိရပါတယ်။အဆိုပါဂုံနူးဆောင်ဘွဲ့များရရှိသူများမှာစစ်ကောင်းဆောင်ဤလူယုံတော်များအကူအထာပြုရသူများအပြင်စစ်ဘက်ဆိုင်ရာများနှင့်ရခိုင်ငင်းချမ်းရေးလုပ်ငန်းစဉ်တွင်တာဝန်ပေးအပ်ခံရသောလူပုဂ္ဂိုလ်များဖြစ်ကြောင်းသိရပါသည် စစ်ကောင်းဆောင်ကမှရင်းပိအပ်မှုကိုပြဋ္ဌာန်းချက်များနဲ့အညီစနစ်တကျရွေးချယ်ပြီးအမှန်တကယ်ဂုံပြုချင်းမြင့်ထိုက်သူများကိုသာထိုက်ထိုက်ထန်ထန်ပေးအပ်ခြင်းဖြစ်၍ဂုံယူဝမ်းမြောက်ရာကြောင်းပြောဆိုထားပါရယ်စစ်ကောင်းဆောင်ဟာပြီးခဲ့တဲ့မလ23ရက်ကလည်း2029စစ်စင်ရေးအတွင်ဖမ်းဆီးခံရပြီးနောက်ပြန်လွတ်လာသည့်၎င်းတို့တပ်ဖွဲ့ဝင်နဲ့မိသားစုဝင်များကိုစိတ်ဓာတ်မြင့်တင်သည့်အနေဖြင့်လာမည့်တပ်မတော်နေ့မတိုင်ခင်ဝဲတစိမ်များပေးအပ်ခဲ့ပါရယ်